တက်တက်မှာတခါသာမြင်တွေ့နိုင်တဲ့အင်္ဂလန်ကစားသမားကိုထုတ်ပြောပြသွားတဲ့မက်ဆီလက်ရှိကမ္ဘာအကောင်ဆုံးကစားသမားတွေကဂေါတဝူးဖြစ်သတ်မှတ်ခံထားပြီးတော့ဘောလုံးနောဆု၈ချိန်ရရှိထားတဲ့လီယိုနယ်မက်ဆီဟာဘောလုံးလောကနဲ့ပတ်သက်ပြီးတော့မှတ်ချက်ပေးတဲ့အခါတိုင်းမှာကမ္ဘာတစ်ခုလုံးအားအယုံဆိုင်လေးရှိကြပါတယ်အင်္ဂလန်ပြည်သက်တီနေနဲ့၁၀စုနှစ်၆ခုကြာဖလားစုခုမှုမရှိတဲ့အခါတိုင်းမှာမက်ဆီလိုအရေးချင်းမျိုး သူတို့အသင်းမှာရှိစေခြင်းငဲကြပါမယ်။အင်နာမယာမီကျေပွင့်မက်ဆီကတော့မကြသေးမီနှစ်တည်းတွင်အင်္ဂလန်မှာတခင်မှာတကြိမ်သာပေါ်ထွက်လာခဲ့တဲ့အရေးချင်းရှိသူဖြစ်အင်္ဂလန်ကစားသမားတစ်ယောက်ကိုရွေးချယ်ခဲ့ပါရီ။2015ခုနှစ်တုန်းကမက်ဆီကမန်ချက်စတာယူနိုက်တက်တိုက်စင်မှုဝိန်းရူးနီကိုအင်္ဂလန်ရဲ့ဂိုးသွင်းအများဆုံးသွေးရုံသူဖြစ်လာပြီးနောက်မှာအခုလိုချီးကျူးခဲ့ခြင်းပဲဖြစ်ပါရီ။ဒက်စတန်ရဲ့သတင်းစာရဲ့ဖော်ပြချက်အရမက်ဆီဟာဝိန်းရူးနီကကျွန်တော်တို့အတွက်တခင်မှာတကြိမ်သာပေါ်ထွက်လာတဲ့ကစားသမားပါပဲ။တခြားသူတွေနိုင်ရှင်လို့မရတဲ့ထူးခြားတဲ့ကစားသမားတွေကတယောက်ပါပဲလို့ပြောကြခဲ့ပါရီ။မက်ဆီဟာရူးနီရဲ့ထူးခြား ားတဲ့အရေးအသွေး နီးစနယ်ပိုင်ကျွမ်းကျင်မှုနဲ့သူနဲ့တူတူရင်ဆိုင်ခဲ့မှုတဲ့ကစားသမားတွေထဲမှာလောကအကောင်ဆုံးအတန်မာဆုံးတဝူးလေးဖြစ်ကြောင်းမိမောင်ထိုးပြခဲ့ပါရီအဲဒီအချိန်ကရိုနီယာယူရို2016အတွက်အင်္ဂလန်ကိုပထမဦးဆုံးအသင်းဖြစ်ခြေစစ်ပွဲအောင်ဖို့အတွက်ကူညီပေးခဲ့ပြီးတော့မက်ဆီကရိုနီယာအနိုင်ရရှိသူတစ်ယောက်ပါသူကဖလားရင်ထဲမှာအတိတ်ပဲရှိတဲ့အောင်မြင်မှုတွေကိုပဲအာရုံစိုက်တဲ့သူပါလို့ထီထူးခဲ့ပြီးတော့အသင်းစိတ်တက်ကိုပထမဦးစားပြီးတဲ့သူ့ရဲ့စိတ်နေသဘောထားကိုလည်းအလေးပေးပြောကြားခဲ့ပါအသက်ငယ်ရွယ်စဉ်ကတည်းကအေဗာတန်မှာစတင်ထွန်းတောက်ခဲ့ပြီးတော့အသက်16နှစ်အရွယ်ယူရို2004မှာ ကျဲပွင့်အဖြစ်ခြေစွမ်းပြခဲ့တဲ့ရွန်နီကပီလီနဲ့တော်နိုင်ရှင်ကြီးရတဲ့ဖီအားနဲ့ကြီးမားတဲ့မျောလင်းချက်တွေကိုကျော်လွန်အောင်လှုပ်ဆောင်နိုင်ခဲ့ပြီးမန်ချက်စတာယူနိုက်တက်ရဲ့ဂိုးအများဆုံးသွင်းယူသူဖြစ်ကစားသမားဘဝကိုအဆုံးသတ်စေခဲ့ပါပြီ။ရွန်နီကကစားသမားဘဝအနားယူပြီးတဲ့နောက်ဒါဘီကောင်တီ DC ယူနိုက်တက် ဘာမင်ဂမ်စီးရီးနဲ့နောက်ဆုံးပလိုင်းမော့အာဂိုင်းအပါဝင်ကလပ်အသင်း၄သင်းမှမန်နေဂျာဖြစ်တာဝန်ယူခဲ့ပူပါတယ်။ဒါမဲ့လည်းပလိုင်းမော့ကနေပြီးတော့2024ဒီဇင်ဘာလမှာထွက်ခွာခဲ့ပြီးတော့နီးပြဘွားကိုခဏတာရပ်ဆိုင်းထားပါတယ်။လက်ရှိအချိန်မှာတော့ရူနီက BBC ရဲ့အထင်ကြီးရဘောလုံးအစီအစဉ်ဖြစ်တဲ့ Match of the Day အတွက်ပုံမှန်သုံးသပ်သူဖြစ်စာချုပ်ချုပ်ဆိုထားပြီးတော့ရုပ်တံဖန်သားပြင်မှာပုံမှန်မြင်တွေ့နေရပါတယ်။အဲဒါပြင်2026ကဘာဖလားအပါဝင်အဓိကဘောလုံးပွဲစဉ်ကြီးတွေမှာလည်းကျွမ်းကျင်သုံးသပ်သူဖြစ်ပါဝင်ဖို့အတွက်ထားပါတယ်။ရူနီကနီးပြချုပ်ဖြစ်ပြန်လည်လောက်ကင်ဖို့ဆန္ဒရှိစေဖြစ်ကြောင်း င်ထုတ်ပေါ်ပြောကြားဘူးပေမယ့်လက်တလုံးမှာတော့ရုပ်တံလောကနဲ့တခြားစီးပွားရေးလုပ်ငန်းတွေမှာအာရုံစိုက်နေရပဲဖြစ်ပါတယ်